ဒိတ်ဒိတ်ကျဲမင်းသားချောပိုင်တကွန်ရဲ့ဇနီးလင်းမြဖူးနဲ့ပိုင်တကွန်ရဲ့မိခင်ဖြစ်သူဒေါ်ကျူကျူရဲ့ပွဲဖြစ်နေကြတဲ့နောက်ွယ်ကအကြောင်းရင်းအခုရဲ့ပိုင်အွန်လိုင်းစာမျက်နှာထက်မှာပြန့်နှံ့နေတာကတော့ပိုင်တကွန်နဲ့သူ့အီမိခင်ဒေါ်ကျူကျူတို့ပွဲဖြစ်နေတယ်လို့ထင်ရပေမဲ့တကယ့်အိမ်နွေးရေးတိုက်ခိုက်နေရတဲ့ပြဿနာကတော့မိခင်နဲ့ချွေးမဖြစ်သူဂျားကအိမ်နွေးတိုက်ပွဲအပြင်းစားပဲဖြစ်ပါတယ်မင်းသားချောပိုင်တကွန်ကဆိုရင်ကဘာကပါအတိမတ်ပြုထားရတဲ့ထိတ်တန်းမှုပညာရှင်မှာ သူရဲ့ဇနီးလေးမြဘူဟာဆိုရင်လေမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ခရိုနီတထေးကြီးဦးစန်းလေးရဲ့သမီးကြီးပဲဖြစ်ပါတယ်။ကဲဒီပွဲကတော့တထေးကြီးရဲ့သမီးရဲ့မာနာနဲ့တားဖြစ်သူကိုမြေတောင်မြောက်ပေးခဲ့တဲ့မိခင်ဖြစ်သူရဲ့မာနာတို့မာနာချင်းပြိုင်နေတဲ့ပွဲပဲဖြစ်ပါတယ်။ပွဲရဲ့အစကတော့ဒီလိုဖြစ်တာပါ။မိခင်ဖြစ်သူတို့ကျူကျူကသူ희ကမှမိသားစုပုံတင်ရမှာပိုင်းတကောပါမလာခဲ့ပါဘူး။ သူဟိတီထဲမှာတယောက်ကပိုင်းတကူမပါရဘူးလားလို့ comment မလိုက်တဲ့အချိန်မှာမိသားစုကိုဓပုံတိုင်းအတိမတ်ပြုပါလို့မိခင်ဖြစ်သူဒေါ်ကျူကပြန်လဲပြောကြခဲ့ပါတယ်။ဟိုက်ကောင်တွေကိုထပ်ပြီးတော့ဝင်ကြည့်မယ်ဆိုရင်လေတခြားသောသားဖြစ်သူနဲ့ပတ်သက်တဲ့စိတ်ခံစားချက်များစွာကိုရေးသားဖော်ပြခဲ့ပါတယ်။ဒီခံစားချက်တွေရဲ့အကြီးကအချက်ကတော့သားဖြစ်သူကလေးမြဖူးနဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာလေးမြဖူးရဲ့ဖခင်ဖြစ်သူရဲ့အလုပ်တွေမှာဝင်ရောက်လောက်ကင်ပြီးတော့လေးမြဖူးရဲ့မိဘတွေကလည်းအရန်ကုန်မှာသဘောကျပြီးတိုင်းလို့ချစ်ခင်ခဲ့ပါတယ်။ ီလိုနဲ့ဘိုင်ဒဂွန်ဟာလင်းမြဘူရိုမိသားစုနဲ့ပဲအချိန်ကုန်ခဲ့ပါဗါးဒါကိုမိခင်ဖြစ်သူကငါသားတော့သူများရှိပါသွားပါပြီဆိုတဲ့စိတ်နဲ့ရင်ထုမနာဖြစ်ပြီးဒီလိုမျိုးတွေဖြစ်လာရခြင်းပဲဖြစ်ပါတယ်အဓိကကတော့ဒီပြဿနာမှာဘိုင်ဒဂွန်ကလည်းလုံးဝမမသလိုမိခင်ဖြစ်သူနဲ့ရောဇနီးမယားဖြစ်တဲ့သူနဲ့ပါ နှစ်ဖက်စလုံးပျော်ရွှင်ချမ်းမြေ့ပြီးအရာရာပြေလည်အောင်နေတတ်တဲ့သူမျိုးမင်းသားချောပိုင်တကူကတော့ဒီပြဿနာတွေဖြစ်ပြီးတဲ့အချိန်မှာပိုပြီးတောင်မှလူချစ်လူခင်ပိုပြီးတော့များခဲ့ပါဗျာဒီတော့ပရိသတ်ကြီးတို့လည်းပွဲတိုက် KND channel လေးကိုကြည့်ပြီးပြီဆိုလို့ရှိရင် subscribe like and share လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့နော်